ဒါအခုချုပ်တော့မယ်ဆိုရင်အမတို့ကဒီမှာနောက်ချမ်းပတန်ကိုဆွဲထားရင်တော့အရင်ဆုံးအမတို့ကဒီဘေးမြင့်ကနေလေဘေးမောက်ဘလောက်ဖောက်မလဲဆိုတော့9 cm ဖောက်မယ်နော်ပြီးရင်အနောက်ချမ်းကကြတော့အမတို့လေဘေးမောက်ဘလောက်ဝဲချလဲဆိုတော့3 cm လောက်ဝဲချမယ်နော်3 cm ချမယ်ပြီးတော့လို့ရှိရင်အမတို့ကပေကွေးဒီအဖျားပိုင်းလေးနဲ့နော်ပေကွေးအဖျားပိုင်းလေးနဲ့လာပြီးတော့ဝိုင်းမယ်နော်အဲဒါဆိုရင်အမတို့ကပြီးသွားလို့ရှိရင်ဒီမှာလေဘေးနဲ့ပခုံးကိုလည်းပြန်ပြီးတော့သွားဆက်ပေးမယ်နော်ဘောလည်းနေရော ဒါပေမဲ့ပခုံးကိုလည်းပြန်ပြီးတော့ဆက်ပြီးမယ်နော်ပြီးတော့လို့ရှိရင်ဟောကမြမအင်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခါအောက်ကနေခတ်တိုးခတ်တင်းခတ်ရှည်ဆိုပြီးရယူမယ်နော်ဒီဟာကကြတော့အမတို့ကခါအောက်ကိုအင်းကြီးရှိခါအတူပဲချုပ်မှဖြစ်တဲ့အတွက်5 cm ပဲယူထားမယ်နော်အင်းကြီးရှေ့5 cm ယူမယ်ပြီးသွားလို့ရှိရင်အောင်နာခောက်စာကကြောင်ဘယ်လောက်ယူမလဲဆိုတော့4 cm ယူမယ်နော်အင်းကြီးရဲ့အရှိက5 cm အောင်နာခောက်စာကကြတော့4 cm ဆိုပြီးရယူမယ်နော် ါဆိုရင်အမတို့ကဒီလိုလာလိုက်မယ်ပြီးသွားလို့ရှိရင်အမတို့ကဘာလုပ်မလဲဆိုတော့ဒီမှာချုပ်စာထုံမယ်နော်ပုံမှန်အတိုင်းပဲဒီဘက်ကတစ်ထုံမယ်ပခုံးမှာလည်းတစ်ထုံမယ်ဒီလယ်ဘေးမှာလည်းတစ်ထုံမယ်ဒီဘက်ကကြောင့်အမတို့ကအခုကဆင်းမတက်သေးတဲ့အတွက်နှစ်ထုံမယ်ဒီဘက်ဘေးကကြတော့3စင်တီမီတာချုပ်စာထုံမယ်နော်ပြီးသွားလို့ရှိရင်အမတို့ကဒီမှာအရှိချမ်းအရှိချမ်းလည်းအလိုပဲလေဘင်းပေါက်ဖောက်မယ်ခုနကတော့အနောက်ချမ်းမှာကိုးဖောက်ခဲ့တယ်ဆိုရင်ဒီမှာလည်းအမတို့ကလေဘင်းပေါက်ကိုကိုးဖောက်မယ်နော် 9စင်တီမီတာဖောက်မယ်လဲပင်အကြကကြတော့ဒါဒီအရှိချမ်းဖြစ်တဲ့အတွက်ပို့ပြီးတော့ခြာပြီးမယ်နော်အဲ့တော့အရှိချမ်းမှာဘယ်လောက်ခြာမလဲဆိုတော့အခုကအဲရိုးရိုးအင်ဂျီပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို30လောက်ခြာရင်ရတယ်နော်ဒီမှာအမက30ခြာလိုက်တယ်နော်လဲပင်အကြကို30ခြာလိုက်တယ်6လောက်ပဲဆိုရင်လည်းရတယ်သူ့ကိုကြတော့အမတို့ကအဲဒီမှာဘာလို့မလဲဆိုတော့ဒီမှာ10စင်တီမီတာလောက်ထုတ်ထားနော်10စင်တီမီတာလောက်ထုတ်ထားပြီးတော့ပီကွေးနဲ့ လည်းပဲဝိုင်းဝိုင်းလေးဖြစ်အောင်ကူကူလေးနော်လည်းပဲအဝိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီလိုလည်းပဲအဝိုင်းလေးဖြစ်အောင်ဝိုင်းမယ်နော်ပြီးသွားလို့ရှိရင်မလုပ်မလို့ဆိုတော့ဒီမှာလည်းအမတို့ကပခုံးကိုပြန်ဆက်ပေးမယ်နော်ပခုံးနဲ့လေပင်ကိုပြန်ဆက်ပေးမယ်နော်ပြီးသွားလို့ရှိရင်ဒီအောက်မှာခုနကတော့ အဲအင်ဂျီရဲ့အရှိက5 cm နဲ့သူ့ရဲ့ချုပ်စာကဘယ်လောက်လဲဆိုတော့အမတို့ကဟိုက4 cm ယူခဲ့ရနော်အဲ့ဒီဥစ္စာကိုအမတို့ဒီမှာတစ်ခါပြန်မှတ်ပြီးမနော်အားလုံးပေါင်းလိုက်ရင်9 cm နော်အဲ့တော့ဒီမှာတစ်ခါတည်း9 cm မှတ်လိုက်မယ်ပြီးတော့လို့ရှိရင်သူ့ကိုလည်းအတိုင်းပဲအမတို့ချုပ်စာထုတ်မယ်ဂျိုင်းဘက်က1ဒီလေဘင်းဘက်ကလည်း1ဒီ ဘက်ကလည်းဒီဘက်ကကြတော့တုံเนาะဒီဘက်ကကြတော့အမတို့ကချုပ်စာမထုတ်ဘူးဘာလို့မလဲဆိုတော့ပိတ်စာညှက်တော့မှပိတ်စာပေါ်မှာ80စင်တီမီတာခြံပြီးတော့ညှက်မယ်เนาะဒါဆိုရင်မတို့အခုချုပ်စာထုတ်လိုက်မယ်เนาะဒါဆိုရင်ခုအမတို့ကချုပ်စာထုတ်ပြီးပြီเนาะချုပ်စာထုတ်တဲ့အခါကျရင်တခုတတိထားအမကအမတို့ကဒီမှာလာလို့ရှိရင်လက်ကဒီမှာဂျိုင်း10စင်တီမီတာကိုဒီလိုအောက်ကိုမစင်းချသွားဘူးเนาะ10စင်တီမီတာသူ့ရဲ့စုံတဲ့နေရာလောက်ရောက်ပြီဆိုကျန်တာအမတို့ကအတည့်ပဲယူမယ် နောက်ချမ်းမှလည်းအဲ့လိုပဲเนาะသူ့ရဲ့ဆုံးတဲ့နေရာကနေဒီလိုဆိုအမတို့ကအတဲ့လေးကိုယ်ယူပြီးတော့ယူမယ်เนาะဒါဆိုရင်အမတို့ကပတ်တန်ညှက်မယ်ပတ်တန်ညှက်တဲ့ခါကျလို့ရှိရင်ချုပ်စာထုတ်ထားတဲ့အတိုင်းညှက်ထုတ်ပြင်မယ်เนาะအမတို့ကချုပ်စာအတိုင်းကြီးအကုန်လိုက်ညှက်ပြင်မယ်เนาะလက်ကိုလည်းအဲ့လိုပဲเนาะလက်ကိုလည်းချုပ်စာထုတ်ထားမယ်ထုတ်ထားပြီးတော့လက်ကိုလည်းအဲ့လိုပဲအမတို့ညှက်ထားပြင်မယ်เนาะ ငါတို့ကတကယ်လို့တချို့နေရာတွေကြတော့ချုပ်စာကဒီမှာဖြတ်ထုတ်တယ်ဥမာပေါ့တချို့ဖြတ်ဆက်တွေလုံးလို့ရှိရင်တော့ဒီပုံမှာအဲပတံပုံမှာချုပ်စာထုတ်လို့မရတာရှိရဲအဲ့ဒါမျိုးဆိုရင်တော့ငါတို့ကပိတ်စာပုံမှာချုပ်စာထုတ်မယ်နော်ဟုတ်ဒါဆိုရင်ဒါကိုညှက်ပြီနော်ဒါကရှေ့ချမ်းเนาะရှေ့ချမ်းရဲ့နောက်ချမ်းရဲ့လက်ရဲ့ဟိုတို့ကညှက်ထားရမယ်เนาะ နောက်ပိုင်းအမတို့ကဒီပတ်တန်ရပြီဆိုရင်တခြားအင်ဂျီတွေချုပ်ရင်လည်းအမတို့ကဒီပတ်တန်ကိုပဲအခြေခံပြီးတော့ဒီပတ်တန်ပေါ်မှာပဲပြောင်းသွားမှာနော်အဲ့တော့ပတ်တန်ဆွဲဆိုရင်အမတို့ကဒီရှေ့ချမ်းရဲ့နောက်ချမ်းရဲ့လက်ပတ်တန်ရဲ့ကိုဆွဲထားပေးရင်ရပါတယ်နော်နော်ချုပ်စာထုတ်ထားတဲ့အတိုင်းအတီးကြပဲညံမယ်နော် နော်ဒါဆိုရင်အမတို့ဒီမှာရှီချမ်းရဲ့နောက်ချမ်းရဲ့ရပြီနော်နောက်တစ်ခါလက်ပတ်တန်းလည်းရှိမယ်နော်နော်ဒါဆိုရင်အမတို့ကအခုဒီပတ်တန်ရပြီဆိုရင်ပိတ်စာညှပ်လို့ရပြီနော်